အရခတတော် AA ဥဆောင်တဲ့တော်လန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာမနေ့ကစစ်ကောင်စီဝင်ရောက်တက်ဆွဲထားတဲ့ဆင်လန်ထောက်ပို့စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မနေ့ကစတင်ပြီး AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဆင်လန်ပါဝဲနေရာသုံးခုမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာပါ။ AA ဥဆောင်ပြီးတိုက်ပွဲဝင်နေတဲ့ရိုးမအဆက်ကနေရာသုံးခုမှာပကိုးရခိုင်ရိုးမအဆက်နေရာဟာ မကွေးရခိုင်ယူမအဆက်အေဝဒီရခိုင်ယူမအဆက်ကနေရာတွေထက်အခြေအနေပိုကောင်းနေပြီးနေတိုင်းလိုလိုအောင်မြင်မှုတွေရနေတယ်လို့သိရပါတယ်။ EA တင်ပိုက်ထားတဲ့0.63လုံးကုန်းမှာနေရာပြင်လေးဝင်ယူထားတဲ့စစ်တပ်ဟာစားနဲ့ရိတ်ခါပြက်လက်နေတာကြောင့်စစ်ကူနဲ့ရိတ်ခါလာပို့တဲ့အင်အား200ပါကပ္ပစ16ကစစ်ကြောင်း2ကြောင်းကို EA ကပိတ်ဆို့တိုက်ခိုက်နေတယ်လို့ဆိုပါရယ်63လုံး point ကုန်းမှာပိတ်မိနေတဲ့တပ်ဖွဲ့ဝင်တွေကိုစားနေရိတ်ခါတရှို့ လေးချောင်းကနေထောက်ပို့ကူညီပေးနေတာတွေရှိပေမဲ့လုံလောက်မှုမရှိတာကြောင့်တချို့ဟာထွက်ပြေးမှုတွေရှိနေတယ်လို့တချို့ကတော့အလံဖြူထောင်ပြီးအရခတက်တော် EAC မှာလက်နက်ရှအလင်းဝင်မှုတွေလည်းရှိတယ်လို့စီရေးတည်ရင်မြစ်တွေကပြောကြပါဗျာ။